ချမ်းသာကျမ်းသူများမင်္ဂလာပါဆရာကတော့တက်တမန်တင်ယုတ်တင်မြန်မာစာဘာသာရပ်ကိုတင်ပြဆင်းနေတော့မယ်ဆရာဦးရအောင်ဖြစ်ပါတယ် ဆရာဒီနေ့ဆက်လက်ဆွေးနွေးမယ့်အကြောင်းအရာကတော့စလုံးပေါင်းတပ်ပုံမှန်ကန်ခြင်းအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။ဒီသင်ခန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့စာရေးသားချင်းဆိုင်ရာအချိန်တစ်ခုဖြစ်တဲ့စလုံးပေါင်းတပ်ပုံကိုမှန်ကန်စွာရေးသားတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။စလုံးပေါင်းတပ်ပုံဟာဆိုလို့ရှိရင်စာပေရေးသားဆိုင်ရာအချိန်တစ်ခုဖြစ်ပါတယ်။စာရေးသားတဲ့အခါမှာစလုံးပေါင်းတပ်ပုံမှန်ကန်အောင်မရေးဘူးဆိုရင်တော့အ내အတိတ်ပဲလွဲသွားတတ်ပါတယ်။ဒါကြောင့်မလို့မြန်မာစာရေးသားမှန်ကန်ရေးရဆိုလို့ရှိရင်အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်။ ဆက်ပြီးတော့မှားတတ်တဲ့စလုံးပေါင်းတပ်ပုံများကိုလေ့လာကြည့်ကြရအောင်စလုံးပေါင်းတပ်ပုံမှားရခြင်းအဓိကအကြောင်းကတော့အတန်တတန်အတွဲဖော်ပြနိုင်တဲ့စလုံးပေါင်းတွေဟာဆိုလို့ရှိရင်2မျိုး3မျိုးရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်တာရကအနေနဲ့ပြောရမယ်ဆိုရင်ကျင်းဆိုတဲ့အတန်အတွဲစလုံးပေါင်းဟာဆိုလို့ရှိရင်ကာကြီးရက်ပင်ငတ်တဲ့ကျင်းကာကြီးရက်ရဲ့ငတ်တဲ့ကျင်းကာကြီးရက်ပင်ညာလေးတဲ့ကျင်းကာကြီးရက်ရဲ့ညာလေးတဲ့ကျင်းဆိုပြီးတော့ဒီနေရာမှာဆိုရင်ကျင်းဆိုတဲ့အတန်အတွဲစလုံးပေါင်း၄မျိုး ရှိနေတာကို တွေ့ရပါတယ်။အဲ့ဒီထက်မှမိမိလိုချင်တဲ့အတိတ်ပဲအတွက်ညီတိစလုံးပေါင်းကို၃ရမယ်ဆိုတာကိုသိရင်တော့စလုံးပေါင်းတက်ပုံမှာတော့မှမဟုတ်ပါဘူး။ဆက်ပြီးတော့မာရတဲ့ပြည်တွေအကြောင်းကို လေ့လာကြကြရအောင်မာရတဲ့ပြည်တွေကတော့ညလေးနဲ့ညလေရေးမပါတဲ့ထားဝင်ပဲနဲ့လေရေးပါတဲ့ထားဝင်ပဲ စားတဲ့ပြည်တွေအရဆိုရင်မာရတဲ့ပြည်တွေပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့ညာလေးနဲ့ညာကိုဘယ်လိုမှားယွင်းတတ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်ညာလေးနဲ့ညာဟာဆိုရင်မှားယွင်းရေးသားတတ်တဲ့ပြီးတွေပဲဖြစ်ပါတယ်ညာကလေးကတော့ပါဠိစကားလုံးပဲဖြစ်ပါတယ်ပါဠိစကားလုံးတွေကိုမှားယွင်းတတ်ခြင်းဟာဆိုရင်ယင်းနှိကျွမှုမရှိတဲ့အတွက်မှားယွင်းခြင်းဖြစ်ဖို့များပါတယ်ညာကလေးဟာဆိုရင်ပါဠိစကားလုံးဖြစ်တယ်ပါဠိမှာဆိုရင်ညာကလေးနှလုံးဆင်းလိုက်မယ်ဆိုရင်ညာဖြစ်ပါတယ်ညာကမြန်မာစကားလုံးဖြစ်ပါတယ်ဒါကြောင့်ပညာ ပုံညစတာတွေကိုရေးတဲ့အခါမှာပြင်းညာပုံညစတဲ့ပြင်ဖတ်ရပါတယ်ညံကိုရေးတဲ့အခါမှာညာကလေးနဲ့ဒါရေးရပါတယ်ထားဝင်ပဲမှာဆိုရင်လဲရေးမပါတဲ့ထားဝင်ပဲနဲ့လဲရေးပါတဲ့ထားဝင်ပဲဆိုပြီးတော့မာရေးတက်တဲ့မာရေးတက်ကြပါတယ်ပါဠိစလုံးအတွက်၃နဲ့ထားဝင်ပဲ2မျိုး ဒီလေမှတ်တတ်ပါတယ်လေရဲ့ပါတဲ့ထဝင်ပဲဟာဆိုလို့ရှိရင်တာလင်းချိန်နဲ့ထဝင်ပဲဆင်ထားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အထမလို့ရေးရင်အထမဆိုပြီးတော့ဖတ်ရပါတယ်ပြတ်ထန်းလို့ရေးရင်ပြတ်ထန်းဆိုပြီးတော့ဖတ်ရပါတယ်ဌာနကိုတော့လေရဲ့ပါတဲ့ထဝင်ပဲနဲ့ရေးမယ်ဆိုရင်တော့ဒါဟာစလုံးပေါင်းတပ်ပုံမှာသွားပါပြီနောက်မှတ်တတ်တော့အသက်များအကြောင်းကို လေ့လာကြည့်ကြရအောင် မာရတဲ့အသက်တွေကတော့ငါသက်နဲ့ညာကလေးသက်တသက်နဲ့ပါသက်စားတဲ့အသက်တွေဟာဆိုလို့ရှိရင်မာရတဲ့တဲ့အသက်တွေပဲဖြစ်ပါတယ်ငါသက်နဲ့ညာကလေးသက်လက်ရွေးစင်ငါသက်နဲ့ဆင်ရမယ့်ဟာကိုညာလေးသက်နဲ့ဆင်ခဲ့မယ်ဖိတ်စင်ဆိုတဲ့စကလုံးမှာညာလေးသက်နဲ့ဆင်ရမယ့်ဟာကိုငါသက်နဲ့ဆင်မယ်ဆက်ပြင်းပြင်းဆိုတဲ့အတုံးမှာညာလေးသက်နဲ့ဖြင်းရမယ့်အစားငါသက်နဲ့ဖြင်းထားမယ် ။နောက်ညင်းစဲဆိုတဲ့သကလုံးမှာညာလေးတက်နဲ့ညင်ရမယ်စာငါတက်နဲ့ညင်ထားတာဒါတွေရာဆိုလို့ရှိရင်မားလေးမာတာရှိတယ်အမားတွေပဲဖြစ်ပါတယ်။အနာကက်လာတဲ့အဲ့ဒါဆရာတို့ကဘယ်လိုမှတ်ထားမလဲဆိုရင် အနာကက်လာတာကို ချင်းကက်လို့သုံးပြီးတော့အထဲသို့ဝင်ရောက်ဒီကိုချင်းနှင်းလို့သုံးရသည်ဟုရှင်တွေ့ရှင်တွေ့မှတ်သားနိုင်ပါတယ်။နောက်တစ်ခုကတော့တတ်တဲ့နဲ့ပတ်သက် တတ်တဲ့နဲ့ပတ်သက်ဟာဆိုလို့ရှိရင်မှားရတတ်တယ်စလုံးပေါင်းတပ်ပုံပဲဖြစ်ပါတယ်လာကထုံးမယ်အဲ့ဒီစကလုံးမှာဆိုရင်တတ်တဲ့300ဒေါ်လည်းပဲမုံကိုဖက်နှစ်ထုတ်ထားသည်ဆိုတဲ့စကစုမှာဆိုရင်တော့ဝက်ကြမှာဆိုရင်တော့ပတ်သက်ကိုအသုံးပြုရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အပြင်ကိုထုတ်ရင်တတ်တဲ့အတဲကိုတွင်းရင်ပတ်သက်ဆိုပြီးတော့ခွဲခြားမှတ်သားနိုင်ပါတယ် ဆက်ပြီးတော့ဆင်နူယိုမှာစလုံးပေါင်းတပ်ပုံများအကြောင်းကိုလေ့လာကြည့်ကြရအောင်အတန်မတူတော့လဲအတန်ချင်းနှီးဆက်ပြီးဆင်နူယိုမှာဖြစ်နေတဲ့စလုံးချင်းလည်းမှတ်တတ်ပါတယ်ဥမာဘဲနေဘဲဒီစလုံးဟာအတန်ကမတူတော့လဲပဲအတန်ချင်းနှီးဆက်နေတဲ့စလုံးတွေပဲဖြစ်ပါတယ်ဘဲနေဘဲကလည်းမှားရတတ်တဲ့အတုံးတွေပဲဖြစ်ပါတယ်ဆရာတို့ပြောကြတဲ့လူပဲနတ်ပဲဟုတ်တာပဲအဲ့ဒီအတုံးတွေမှာဆိုရင်ပါးစပ်ဘဲကိုသုံးပြီးတော့ မသွားပဲမလာပဲစတဲ့အတုံးလေးမှာဆိုရင်တော့ဘဲကိုဘာကုံနဲ့ဘဲတာကိုတုံးရပါတယ်အဲ့တော့မှတ်ထားရမှာကဘယ်လိုမှတ်ထားမလဲဆိုရင်မနှစ်တွဲရင်ဘာကုံဘဲကိုတုံးရပြီးတော့မနှစ်မတွဲဘူးဆိုရင်တော့ပါးစောက်ဘဲကိုတုံးရမယ်လို့ခွဲခြားသတ်မှတ်နိုင်ပါတယ်နောက်ဖောက်ထုတ်နှစ်ဖောက်ထုတ်ဖက်နှစ်ဘာကုံဘက်အဲ့ဒီဖက်နှစ်ဘက်ဟာဆိုလို့ရှိရင်လည်းမှားရတဲ့အတုံးတွေပဲဖြစ်ပါတယ် ဖက်ဆိုတဲ့အတုံးကိုစုံဖက်လိုက်ဖက်ရှင်ဖက်ဆိုတဲ့ကရိယာအနဲ့ကုဘောလောင်ဖက်ကျင်ဘောကျင်ဖက်ဆိုတဲ့အဖော်ဖက်တွေနောက်၄ဘက်နာ၃ဘက်မြင်ဆိုတဲ့ဂိင်္ဂနနဲ့တွဲရင်ဖောက်ထုတ်ဖက်ကိုတုံးရပါတယ်။ဘာကုံးဖက်ကိုတော့အယံမျက်နာနဲ့တွဲပြီးတော့အရှိဘက်အနောက်ဖက်တီနီယာနဲ့တွဲပြီးတော့ဈေးဘက်အိမ်ဘက်အစစကလုံးဘက်စုံဘက်ကန် အများသူကယောက်ျားမိန်းမဆိုတော့သူ့ဘက်ငါဘက်အဲ့ဒီလိုအသုံးနေမှာဆိုရင်တော့ဘာကုန်းဘက်ကိုတုံးရတာတုံးရပါတယ်ဆက်ပြီးတော့ကာနိခာအသုံးကိုလေ့လာ ကြည့်ကြရအောင်ကာနိခာဆိုလို့ရှိရင်လည်းအရေးမတူတော့လည်းပဲအတန်အတွက်တူတဲ့အတွက်ကြောင့်မှားရင်တက်တဲ့အသုံးတွေပဲဖြစ်ပါတယ်အချိန်ခါကိုဆိုလိုတဲ့အခါမှာခါကိုသုံးရပြီးတော့လျှက်နှစ်အသုံးတူသောစကားဆက်ကိုမူကာလို့သုံးရပါတယ်နည်းနည်းချိန်ခါ နက်ဖြန်ကအဲ့ဒီမှာဆိုလို့ရှိရင်ခါကိုတုံးပြီးတော့သွားကလာကမှာဆိုလို့ရှိရင်တော့ကာကိုတုံးရပါတယ်တာကအနေနဲ့ကြည့်မယ်ဆိုရင်မြမအတ္တမနနေ့ချိန်ကတေးတန်တာကဏ္ဍကိုကြိုက်နှစ်သက်ပါသည်ဒါကအချိန်အခါကိုဆိုလိုတဲ့အတွက်ခခွေရေချခါကိုသုံးပါတယ်ဆေးလိပ်တောက်ကစာဖက်နေသည်အဲ့တော့ဒါကလျှက်ဆိုတဲ့အတုံးနဲ့တူတဲ့အတွက်ကြောင့်ကကြေချခါကိုသုံးပါတယ် နောက်တစ်ခုကမီနဲ့မီဟတ်ထိုးပါခြင်းမပါခြင်းအဲဟတ်ထိုးပါခြင်းမပါခြင်းဒီသကလုံးနှလုံးမှာဆိုလို့ရှိရင်လည်းအတန်အတွက်အတန်အတွက်တူတပြင်းမှိုင်းတက်တဲ့စလုံးပေါင်းတွေပဲဖြစ်ပါတယ်ဟတ်ထိုးမပါတဲ့မီကမီနဲ့တူတူပင်ဖြစ်ပါတယ်အတိတ်ပဲကထီမီဆက်ဆက်ပေါင်းရှင်ပေါင်းရှင် ပူတွေညီမြကိုက်ညီ စတဲ့အ ਨੇ ဖြစ်ပါတယ် တာရကအနေနဲ့ပြောမယ်ဆိုရင်လလန်းမီအချိန်မီစံချိန်မီလို့သုံးပြီးတော့အချိန်အချိန်မတိုင်သေးခင်ဟူသည့်အ내ဖြင့်မကြမီမစားမီစသဖြင့်သုံးကြပါလေဟထိုးပါတဲ့မိကိုတော့ရှင်ကအာပြုခြင်းအာကိုအာထပြုခြင်းအ내တို့ကိုသုံးပြပါတယ်တာရကအနေနဲ့ဖော်ပြမယ်ဆိုရင်မိကိုမိညာမိအောင်ဒါတွေကတော့မိုင်းတက်တဲ့စလုံးပေါင်းတွေပဲဖြစ်ပါတယ်နောက်တစ်ခုက ဖူးနှင့်ဘူးဖူးနှင့်ဘူးသည်အတန်အတွက်တူသဖြင့်မားတက်တဲ့စလုံးပေါင်းတွေပဲဖြစ်ပါတယ်ဖူးကိုအမှန်တကယ်ကြုံတွေ့သိမြင်ခံစားဖြစ်ပျက်ခဲ့သည်တို့ကိုထင်ရှားစေလိုတဲ့အခါမှာဖူးကိုတုံးပါတယ်။တာရကအနေနဲ့ပြောရမယ်ဆိုရင်သူ့ကိုမြင်ဘူးသည်ရန်ကုန်ကိုသွားဘူးသည်ဒါကတော့ကိုယ်တိုင်အမှန်တကယ်ကြုံတွေ့သိမြင်ခံစားဖြစ်ပျက်ခဲ့တာကိုထင်ရှားစေလိုတဲ့အတွက်ဖူးကိုတုံးထားတာပဲဖြစ်ပါတယ်။ နောက်ဘူးဆိုတဲ့အသုံးကိုတော့ညင်းပယ်ခြင်းအနေရှိတဲ့မနဲ့တွဲသုံးပါတယ်။အမှန်တကယ်ကြုံတွေ့သိမြင်ခံစားဖြစ်ပျက်ခဲ့မှုချင်းမရှိချောင်းကို ထင်ရှားအောင်ပြတဲ့အခါမှာအသုံးပြုပါရဲ့။သူ့ကိုမမြင်ဘူးဘူး၊ရန်ကုန်ကိုမသွားဘူးဘူး။အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အငင်းပြစကလုံးဖြစ်တဲ့မပါရင်တော့ဘာကုန်းဘူးကိုသုံးရပါတယ်။နောက်အတန်နှစ်အရေးရောထွေးသောစလုံးပေါင်းအမှားတွေလည်းရှိပါတယ်။ ဥပမာအနေနဲ့ပထမဆုံးတစ်ခုဖြစ်တဲ့တင့်နဲ့တာတင့်ဟူသောအရေးအတွက်အိပယ်ဆောင်တဲ့စလုံးပေါင်းတွေကိုတင့်ဟူရေးရန်ဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တကူတော့တခါတခါတခုခုတချမ်းလူတစုတပြိုင်နဲ့တတိပုဂ္ဂလတဆင့်စတာတွေပဲဖြစ်ပါတယ်။တင့်အိပယ်မရဘူးဆိုရင်တော့တာကိုသုံးရန်ဖြစ်ပါတယ်။တကွတကွဲတပြားတချား တငုံကိုတီတစေတစောင်းတထစ်ချတပြောတပါစတဲ့ပြင်တဟာဆိုလို့ရှိရင်ရှေ့က73ရတဲ့ရှေ့ဆက်စကားမျိုးဖြစ်ပါတယ်ဒါကတော့အတန်နဲ့အရေးရောထွေးနေတဲ့စလုံးပေါင်းအမှားတွေကတခုဖြစ်ပါတယ်နောက်နေလယ်နဲ့နေလယ်မှာနေလယ်ဆိုတဲ့စကားလုံးမှာညက်တက်လယ်နဲ့ရပလက်တက်လယ်အဲ့တော့ဒီညက်တက်လယ်နဲ့ရပလက်တက်လယ်မှာ ရပလက်တဲ့အလေကအမှန်ဖြစ်ပါတယ်ဆိုလိုတဲ့အတိတ်ပဲကဘာကြောင့်လဲဆိုတော့နေ့တစ်နေ့ဤအလေလိုအတိတ်ပဲရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီညာတက်လေကတော့လေပတ်တိအနေဖြင့်သုံးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်နှစ်ပတ်လေနေ့စတဲ့အသုံးမျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကကိုကိုဆိုတဲ့စကလုံးမှာရပလက်သက်ပါခြင်းမပါခြင်းဒါလည်းမှားရတတ်တဲ့စလုံးပေါင်းပဲဖြစ်ပါတယ်ဒီရပလက်သက် ပါတာကိုလည်းလည်းကိုလိုထွက်ပါရဲ့မပါတာကိုလည်းကိုလိုထွက်ပါရဲ့ဒါကြောင့်ဒီနှစ်ခုဟာအတန်တူပြီးတော့အေးကွဲတာကိုအကြောင်းပြုပြီးရောဇဝေဇဝါဖြစ်တတ်တဲ့စလုံးပေါင်းကတော့ကုကိုကိုဆိုတဲ့စလုံးပေါင်းပဲဖြစ်ပါတယ်အခြားစကလုံးများဖြင့်ရှင်းကြည့်လိုက်မယ်ဆိုရင်တော့ထင်းရှားရှားတိတာမြင်တာလာမှာဖြစ်ပါတယ်ဒီမှာဆိုရင်သူ့ကိုယ်သူငါကိုငါမိမိကိုမိမိ စသဖြင့်ရေးထားပါတယ်။သူငါမိမိတို့နေရာမှာ ကိုဆိုတဲ့နန်စားကိုထည့်ကြည့်လိုက်မယ်ဆိုရင်ကိုကိုကိုဆိုတဲ့စကားဟာအမှန်ဖြစ်ပါတယ်။အဲ့တော့ဒီကိုကိုကိုလို့ရေးတဲ့အခါမှာကိုသုံးခုလုံးကိုသုံးခုလုံးမှာရပလက်သက်ပါရမှာဖြစ်ပါတယ်။ဒါကဒါမှဒါလင်းစလုံးပေါင်းမှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။မှားတဲ့စလုံးတွေကိုမမအောင်စလုံးပေါင်းကွဲတဲ့ အတန်တူစလုံးတွေနောက်အတန်ချင်းစင်တူရိုးမှတဲ့စလုံးတွေကိုရှင်တွဲကြည့်ခြင်းအပြင်မှတ်မိနိုင်ပါတယ်ရှင်းမှလေးလာခဲ့တဲ့တင်ကန်းစာတွေကိုကြည်ညက်ညက်လေလာတိရှိခဲ့ပြီပြီဆိုရင်တော့အခုဖော်ပြထားတဲ့လေ့ကျင့်ခန်းကိုလည်းလွယ်ကူစွာလောက်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။နံပါတ်1ကတော့တင့်နှစ်တာအတုံးမှန်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။နံပါတ်2ကတော့စလုံးပေါင်းတက်ပုံအမှန်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။နံပါတ်3ကအသက်အတုံးအမှန်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ နံပါတ်၄ကတော့ဟက်ထိုးအသုံးအမှန်ကိုရွေးပေးရမှာဖြစ်ပါတယ်။နံပါတ်၅ကတော့ဂွင်းထဲမှာပေးထားတဲ့စလုံးပေါင်းအမှန်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။